ူးစမ်းတဲ့ခံစားချက်ပေါ့နော်မချစ်မချစ်ကယ်ဖြတ်သွားတာဟိုပုံမှန်အရှိမဟုတ်ရှိမှာစတွေ့ရတော့အလုံးနဲ့စတွေ့ကြတာဒီခုံဝိုင်းအချိန်ကတော့အဲအဲ့ဒီကသူတော်တော်လှလှတယ်လှမျက်မှန်လေးနဲ့အဲ့ဒီကရရင်ခုံအဲ့ဒါဖွင့်ပြောလိုက်တာဒီလေးကဘယ်လောက်စဉ်းစားမျိုးမှအဖြစ်ပြနေခဲ့ရလဲ6လ6လသူ့ကိုပြောရငါကြည်အောင်မယ် ုံဘိုးခိုင်းတာသူလီလီကိုအဲ့လိုရီးသားစဖြစ်ပြီးတိတ်မကြခင်ဒီတော့အဲ့အကလောကလောရောက်နေတဲ့အချိန်ဖြစ်ဟုတ်တယ်အဲ့မှာလီယိုဟိုက်ဘာမှာတယောက်တစ်ခွက်လေးအမ280ထိအသက်ရှိကြမယ်ပါညာပေါ့အခုနောက်တော့ပိုင်းမှာတော့290ပါလားအဲ့စတော့က280ပဲရှိသေးတယ်ဆိုတော့လီတို့အဲ့တောက်ကြတဲ့အာတစ်ခွက်လောက်တောက်ပြီးတဲ့အချိန်မှာနှစ်ယောက်သားကတူးထားတယ်တော်တော်ပြင်းနေဆိုတော့တော်တော်ရောက်နေအဲ့မှာ ငါကဂုံပို့ဆိုပို့မဲ့လေးတယ်ဆိုအဲ့နေရာတကယ်တမ်းပြောအဲ့ hyper ကနေတော်တော်လေးတောင်ဆောင်နေအပေါ်တက်ကြတာသူရအောင်ပို့တယ်အဲ့လိုနေရောက်သားပို့ပြီးတော့အဲ့လိုဟောသွားတယ်ပေါ့နော်နိုင်တာတော့သွားနိုင်တယ်သူကဟိုကလေအယိုးတွေကနေပြီးတော့အိုင်းထွက်တာဆိုတော့ကတူနေရာကြလီလီအတွက်ပဲထိုးတာ။ဒါဒါဒီအခုအခုဆိုရင်တော့အများကြီးဖြစ်နေပြီပေါ့နော်။ဟိုလီလီအတွက်ရွယ်ပြီးတော့ထိုးတဲ့ဟာတွေကတော်တော်များအခုရှိနေပါပြီ။ပေရာကလီအတွက်ထိုးကြမှာ ဘူးအများကြီးပဲဆိုတော့ဘယ်လိုပြောမလဲဒီကတော့သူဒီမှာဒါတရုတ်လို့ဒါလီ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 ဆိုပြီးတရုတ်လို့လေအဲဒီလီပဲအကြံပေးလိုက်တာထိုးပေးပါလားဆိုပြီးအဲ့လိုမဲအနီဘာဆီနေနေတနေ့မှာပဲသူ့ကိုအဲ့လိုထိုးခိုင်းခဲ့တာပေါ့ဒါတော့လီလီကိုသူ surprise birthday gift ပေးတာ birthday gift လေးသူပေးတာဆိုတော့အဲ့လိုမျိုးလေးပေါ့အဲသူအမှထားပါတော့ like ်သူကိုယ်တိုင်ဆွဲတဲ့ဟာလည်းရှိတယ်။အဲသူသူခဏကောမှဟွာလေးဆိုရင်ဆွဲတဲ့ဟာတဲပေါ့။ဒီဟာလေးတဲပေါ့။ဒီတဲပုံလေးကအဲလီလီဆွဲတာလီလီကိုယ်တိုင်လီကိုယ်တိုင်တတူးဆရာစီကနေလီထိုးလိုက်မယ်လေးလို့ရလားဆိုအဲ့မောင်လေးကလည်းအဲ့လိုလီလီကိုအဲ့လိုသူကလည်းတိနေရလို့ဆိုတော့ထိုးအမရဲတဲ့ဆိုပြီးရုံရုံကြည်ကြည်ပဲထိုးပေးတာအဲ့နဲ့သူကလည်းရုံကြည်ကြည်ရောထိုးဆို အာထိုးလေအဲသူ့တော်ပြောသေးတယ်ငါထိုးတာဟုတ်မဟုတ်တော့မသိဘူးတော့လို့မှင်ရကြံမလားမကြံဘူးလားမသိဘူးဆိုတော့ကောက်ကောက်မွန်မွန်လေးဖြစ်သွားပါအခုဆိုရင်သူ့စီမာလီလီနဲ့ပတ်သက်ပြီးတော့ဆယ်ခုကျော်နေလီလီပြတာဆန်းနခုရှိတယ်ဘေဘီကဒီစားတွေစဖြစ်ကြတော့တောင်နဲ့တရားဘလိုလေးခေါ်ကြမလဲပေါ့အာတွေးကြတယ်တွေးတော့အဲသူကလည်းစဉ်းစားရင်းနဲ့နှစ်ယောက်အဲ့လိုဘေဘီနှစ်ယောက်လုံးတောင်နဲ့တရားဘေဘီလို့ပဲခေါ်တယ်တူတူပဲဖြစ်ချင်တော့ဒါပေမဲ့လီလီကတော့ ဘေဘီကြီးပေါ့သူကတော့ဘေဘီတိရှိစလုံးဘီအကြီးနဲ့ဘေဘီကျွန်တော်ကဘီအသေးနဲ့ဘီအသေးလေးနဲ့ဘေဘီတွေ့ခဲ့တဲ့နေ့ဆိုတော့လူလူဟိုးအရင်စတွေ့တာကြတငယ်ချင်းဆိုတော့လေအဲ့လိုကြီးဒီ day ကြီးအဲ့လိုမျိုးကြီးမှတ်ထားရလို့မရှိဘူးတငယ်ချင်းအဲ့လိုပြောတော်တော်လေးစကားပြောလို့ကောင်းတယ်အဲ့လိုအဲ့အဲ့လိုတစ်ခွက်မှအများကြီးပဲအဲ့လိုတဲမှာမှတော်တော်အဲ့လိုမျိုးအဲလူမှန်ထဲမှာပါတယ်စကားပြောလို့ကောင်းတယ်ဆိုတော့အဲနောက်မှ ိပါဘူးသူကြိုက်တာပဲကိုစကြိုက်ခဲ့တယ်ဗျာအဲတော့တွေ့လာလဲကြာရယ်ဘယ်လိုဖြစ်ပြီးတော့ဒီလိုတွေ့ပြီးတော့ကိုအရင်ကုန်ခဲ့ရတယ်อืมဒီလိုပါလို့ကြာတယ်ကျောင်းပြတာပါလို့ထူးဆန်းတဲ့ခံစားချက်ပေါ့နော်မချစ်မချစ်ကဖြစ်သွားပါဟိုပုံမှန်အရှိမဟုတ်အရှိမှာစတွေ့ရတော့အလုံးနဲ့စတွေ့ကြတာ ဒီကရက်ဆိုင်ဆိုရေးစီမီလေးပေါ့ဒီစီမီဆိုင်ရဲ့အဲအထက်မှာတော်မင်းသမီးအကူငိမ့်တော်နေတယ်ကျွန်တော်ငိမ့်တော်နေအေးဟုတ်တယ်ဟုတ်တယ်သူကဆော့ဆတ်တွေ့တယ်3ယောက်ကအဖွဲကြအကူငိမ့်တော်နေတယ်3ယောက်ကအဲ့လိုအခုဆိုစကားပြောကြအဲ့လိုတယောက်ယောက်နဲ့စကြနောက်ကြဆိုတော့အဲ့မှာတည်းကစခဲနေရပါဒီကြားထဲကဘယ်လိုပါ့ဘယ်ကုန်သွားတယ်ဒီကုန်သွားတဲ့ချိန်ကတော့အဲအဲ့ဒီကသူတော်တော်လှလှနေတယ်လှမျက်မှန်လေးနဲ့ အဲ့နေရာရင်ခုအဲ့နေဖွင့်ပြောလိုက်တာဒီလေးကဘယ်လောက်စဉ်းစားမျိုးမှအဖြစ်ပြမိနေရလဲ6လဟုတ်6လသူ့ကိုပြောရငါကြည်အောင်မယ်ငါအဲအဓိကလီတို့အဲဘာလို့ဆိုလီလီကကြောက်တော့လေလူတစ်မျိုးလီလီသူသူနဲ့အဲ့လိုမျိုးဒီအဲထားပါတော့ဘယ်လိုခေါ်မလဲချစ်သူတွေမဖြစ်ခင်အချိန်ကာလမှာလီလီကလေးပါလေးတောက်တဲ့နေနေရအရှိအဲ့လိုထရမာပေါင်းများစွာနဲ့ကိုယ့်ကကိုယ်ကိုအဲ့လိုစက်တဲ့ပြန်လုံနေတဲ့အချိန်ပေါ့ ဆိုတော့နောက်ထပ်အဲ့ဒီတဲကိုလီလီပြန်ရောက်သွားပါဘူးအရင်ကြောက်တယ်အခုလိုမျိုးတာယာနေရင်တော့ကောင်းတယ်လေနော်ဆိုတော့အဲ့လိုကြောက်တော့လီလီကသူ့ကိုပြောရင်ငါငါမစင်စားချင်ဘူးငါဒါကြီးကိုငါဆက်ပြီးတော့ငါအဲဟိုမှဖြစ်ချင်ဘူးပေါ့နော်ဆိုတော့အဲ့အဲ့မှာသူကလည်းစိတ်ရှိရှိပါပဲအဓိကနှစ်ယောက်အာအခုလိုလေးဆိုတော့လေပွင့်လင်းပြောရင်ဘေးပြတော့ပို့ပြီးတော့ဟိုကိုရွေးချယ်လိုက်တဲ့အရာပို့ပြီးအဲ့လိုမျိုးယုံကြည်သွားတာပေါ့ အဖေကဒီတိုင်းပဲချစ်တယ်ပေါ့ပြုံးပြုံးကြီးပြပြုံးပြုံးကြီးပေါ့အဲ့လိုအဲ့လိုလေးဖြီးညာပဲတိတ်လားအဲ့လိုလေးအဲ့ဒီခံစားချက်က like လီလီလဲဒါပွင့်လင်းပြောအရှိမလဲလီလီအဲရည်သားထားခဲ့ဘူးပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာဒီတုန်းကဟိုနည်းနည်းလေးအဲ့လိုနည်းနည်းပဲအဲ့လိုဘလို့ခေါ်မလဲအဲ့လူတွေကပဲမပြောတတ်တာပဲလားဒါမှမဟုတ် like ကိုပဲအဲ့လိုတအားကြီးအဲ့လို touch မဖြစ်သွားမျိုးလားဘယ်လိုလဲတော့မပြောတော့ဘူးဒါပေမဲ့သူနှမ်းမှာကြာသူအရန်လေးကိုပြောပြတဲ့သူပြောသူဖြစ်နေရဆိုတော့သူခံစားချက်ကလေးတွေကကိုတကယ်ကိုခံစားတယ်ကိုရောက်တယ်ဆိုတော့အဲ့လိုမျိုးနေရာဒီဟာကိုယုံကြည်ယုံကြည်ရပေါ့နော်ယုံကြည်ပြီးတော့အခုအဲ့လိုပဲကြောက်ရွံ့ commitment ပေါ့နော် commitment အဲ့လိုပဲ better person ဖြစ်အောင်လုပ်ပေးကြမယ်ဆိုပြီးတော့ချက်ကြမယ်ဆိုပြီးအဓိကအဲ့ဒီအဲ့ဒီအဲ့ဒီ commitment ကိုလေးကိုအဲမန်တိုင်းထားပြီးတော့မှနေရာ ဒါအခုဒီအချိန်ထိဒီကာလတခုထိတော့ဒီလိုနောင်နာกินတယ်နှစ်ယောက်တေချာလေးဒါအဲတယောက်ပေါ်မှာတယောက်ဟိုသူလဲလီလီအတွက်အများကြီးသူ support ဖြစ်တယ်အဲခဏပြောလို့ကိုအကူတယောက်ရရတယ်လို့ကိုအဲမောင်လေးတယောက်ရရတယ်လို့ဘာလို့ဆိုတခါလေးလီလီကလည်းသူ view ဆိုက်ရတာဆိုတော့အဲကိုရဲ့ဟုတ်တယ်ဟုတ်တယ်လေဆိုတော့အဲ့လိုမျိုးလေးဆိုတော့အများကြီးကိုတော်လည်းအများကြီးပြေဆုံးစေရဟိုအားလဲအားကိုရတယ် ဆိုအဲ့လိုမျိုးသူလည်းလီ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 ကသူ့အတွက်လည်းသူအများကြီးဟောဖြစ်မယ်အကူအကူအားနော်အခုထွက်မဲ့ရုပ်ရှင်ဇာကားရရလို့ပဲ194တဲမှာလိုမျိုးပဲစူချမ်းတယ်ဟောကဒီဒီအလို manager လောက်ပေးရကြာကြီးပေါ့ပေးရ